မေကိုမေးလျှောက်ခွင့်ပြုပါအရှင်ဖေဟာတပည့်တော်ဟာနိုင်ငံသားမှဆိုတော့အိမ်မှာဖះစင်မရှိသေးပါဘူးဖေဟာဒီတော့တပည့်တော်ကမနှက်စာမစားခင်ဖះရှင်ကိုယေစုပြီးတပည့်တော်စားမယ့်နေရာမှာမစားခင်ဖះရှင်ကိုအရင်ကပ်ပြီးတပည့်တော်ကကျမ်းမမထိုင်ပြီးဖះရှင်ကိုရောမြတ်ကြီးကြွလာဒီလိုအမှတ်ယူပြီးတော့ဆုံးကပ်ရတာရပါသလားဖះအဲဆုံးကိုပြန်ဆွန့်ပြီးတော့တပည့်တော်စားတာကိုရပါသလားဖះအဲ့တော့ဘုရားဆွန်းတော်တင်တဲ့အခါမှာဥစ္စလို့ နှမျိုးရှိပါတယ်เนาะဒါတန်ဃာတော်တွေလည်းလုတ်တယ်ဥစ္စံတို့ဘုံကြီးเจ้าတွေမှာလည်းတချို့ကိုစားမဲ့တပိတ်ကိုမစားခင်မှာဘုရားကိုအရင်တင်လိုက်တယ်စားတာနေကြတော့ဘုရားစီကပြန်ဆွပြီးစားတယ်တိချတင်တာမဟုတ်ဘူးเนาะအခုမိကွန်းချင်းမှာလည်းတိချတင်တာမဟုတ်ဘဲနဲ့ကိုစားမဲ့ဥစ္စာကိုမစားခင်တင်တဲ့သဘောဆိုတော့အဲ့ဒီမှာနှစ်ပိုင်းရှိတယ်တပိုင်းကဘာလဲဆိုတော့အပီးလှူလိုက်တာဒါနဆိုတာက तू ကအပီးလှူရတယ်အာလယာပြက်ရတယ်အဲ့တော့မှဒါနမြောက်တယ်လို့ခေါ်တယ်နော် ဒါနမြောက်တယ်အဲ့တော့ဒီဥစ္စာကိုမြတ်စွာဘုရားကိုအပီးဆွန့်လိုက်တယ်အပီးကတ်လိုက်တယ်အပီးလှူလိုက်တယ်အဲ့ဒါဆိုရင်အဲ့ဒါဒါနမြောက်သွားပါတယ်နော်အဲအပီးလှူတာမဟုတ်ဘူးဆိုရင်တော့ဒါနမမြောက်ဘူးကုသိုလ်တော့ရတယ်နော်အပီးလှူတာမဟုတ်ဘူးခဏတင်ထားတာခဏပူဇော်တာမြတ်စွာဘုရားကိုအပီးကတ်တာမဟုတ်ဘူးကုသိုလ်ရဟန်းတော်ဆိုရင်အရင်ပြဿနာတက်တယ်ဒီကိစ္စလူမာထက်ရဟန်းမှာပူပြဿနာတက်တယ်ဘာဖြစ်လဲဆိုတော့ရဟန်းတော်တွေမှာကဘုရားကိုအပီးကတ်လိုက်တယ်ဆိုလို့ချင်းဆွန့်လိုက်ရရောက်သွားတယ်အဲ့ဒါဆိုရင်ကိုယ့်အကူပြန်ယူလို့မရတော့ဘူး ဝိနည်းတော်အရာကယဟန်တော်တွေကစားစရာကိုယ့်အကိုင်လို့မရအောင်အဲ့ဆိုကိုရင်တပါပါကိုဆုံးပြီးတော့ပြန်ကက်ရတယ်ယဟန်ပါဆိုရင်အဲ့ကြောင့်ကျွန်တော်ကဝိနည်းကိုဟိုတောចောင်းမှာတောထဲမှာတပါးထဲနေတယ်ကပ်ပြရလည်းမရှိဘူးကိုရင်လည်းမရှိဘူးဆိုလို့ချင်းရင်သူကအဲ့လိုမျိုးအာလျာပြက်ကက်လို့မရအောင်ဘုရားကိုကပ်မဲ့လို့မရှိဘူးကိုယ်ကိုလေအဲ့တော့ခဏခရဘုရားကိုပူဇော်ထားတယ်ပေါ့နော်ဘုရားကိုခဏပူဇော်တယ်အဲ့ဒါဆိုရင်တော့ကိုယ့်ဘာကိုစွန့်စားလို့အဆင်ပြေတယ်အဲ့တော့ခုနကမေခွန်းရှင်ကိစ္စကိုပြန်ပြောရရင်အပိကတ္တနဲ့အပိမကတ္တနှစ်မျိုးရှိတယ် ဘုရားကအာလယပြက်လုံးဝအပြီးပိုင်ဆုံးလို့ကတ်တယ်ဆိုလို့ရှိရင်တော့စွန့်စားမယ်ဆိုလို့ရှိရင်ဒါဘုရားပြည်စီဖြစ်သွားပါပြီနော်ဒီဆုံးဒီဘုရားပိုင်နဲ့ဆုံးဖြစ်သွားတယ်ဘုရားပိုင်နဲ့သမင်းဟင်းနေဖြစ်သွားတယ်အတွက်ကြောင့်ကိုစားမယ်ဆိုလို့ရှိရင်ဝေယဝိစာလောက်အောင်မှာဖြစ်ပါတယ်နော်ဘုရားတန်ရှင်ရေပေါ့နော်ဘုရားကန်တန်ရှင်ရေလို့ဘုရားချီရတွေ့စီလဲတာပန်းဝိုးလဲတာစသည်ဖြင့်အဲဝေယဝိစာလုံပြီးခါကြမှာဘုရားချီရဆွန့်ပြီးတော့စားအောင်မှာဖြစ်ပါတယ်ဘုရားကိုအပိကတ္တမဟုတ်ဘူးကိုမစားခင်ခဏပူဇော်ယုံပူဇော်တတ်တတာဆိုလို့ရှိရင်တော့ ဟိုကိုယ်ဥစ္စာသာဖြစ်ပါတယ်เนาะအဲ့ဒါဆိုရင်တော့ဟိုဘာမှတန်ရှင်းမလုပ်ဘဲနဲ့လဲစားခွင့်ရှိပါတယ်အဲ့တော့ကိုယ်ဘလို့ပူဇော်တယ်လဲပေါ့เนาะအပီးပူဇော်တာလားခဏပူဇော်တာလားအပီးပူဇော်ရင်ဝေယဝိဆာတို့မှာစားပါလို့เนาะအပီးပူဇော်တာမဟုတ်ရင်တော့ဝေယဝိဆာမလုပ်ဘဲစားလို့ရပါတယ်လို့เนาะ